အားလုံးပဲမင်္ဂလာပါ14ရက်နေ့ February မှာနှစ်စဉ်တိုင်းကျွန်တော်တို့ဖွင့်နေကြ World Maker Academy ကိုစတင်ဖွင့်လှစ်မှာဖြစ်ပါတယ်။ဘာလို့ရှိကြတဲ့စီးပွားရေးလုပ်ငန်းမှာဖျားတခင်ကောင်းချီးပေးနေတဲ့သူတွေများစွာဒီတင်ငန်းအဖြစ်ကောင်းချီးဖြစ်ခဲ့တာဖြစ်တယ်။ကျော်ဒီနေ့2025အတွက်လည်းဒီ14ရက်နေ့မှာကျွန်တော် World Maker အကြောင်းဖွင့်လှစ်မှာဖြစ်ပါတယ်။ဒီချိန်မှာစီးပွားရေးလုပ်တဲ့အခါမှာအတွေ့အကြုံနဲ့ လောကကလာတဲ့ပညာလောကရဲ့တင်ငန်းစာတွေနဲ့ပဲလုံးလို့မရတော့အဲ့ဒီအရာတွေကကျွန်တော်တို့ကိုကြွယ်ဝခြင်းပြီးမှမဟုတ်တော့ဒီနေ့လောကကြီးထဲမှာကြွယ်ဝခြင်းရဖို့အောင်မြင်ခြင်းရဖို့ဘုရားသခင်ကြီးမားစွာအသုံးပြုဖို့အတွက်တန်ရှင်သောဝိညာဉ်ရဲ့ပိတ်သိက်လိုအပ်ပါတယ်။ရောအဲ့တန်ရှင်သောဝိညာဉ်ရဲ့ပိတ်သိက်ကိုစီးပွားရေးသမားတွေဘယ်လိုရနိုင်မလဲဘယ်လိုဆက်ကပ်ရမလဲဘယ်လိုနှလုံးသားထားရမလဲဆိုတဲ့အရာတွေကိုဒီ wealth maker Academy ကနေသင်ကြားပေးမှာဖြစ်ပါတယ်။ဘုရားသခင်ကပြုတဲ့လက်တွေ့ဇီးပွားရေးမှာရောအမှုတော်များမှာရောအောင်မြင်တဲ့သူမြောက်များစွာလေပါဝင်ပြီးသင်ကြားပေးမှာဖြစ်ပါတယ်။ချက်ညီကောင်မတော်မလေးကျွန်မအားပေးခြင်းနဲ့ကျွန်တော်ဒီအသက်တာထဲမှာဒီလိုအပ်တဲ့ဗိသိက်လိုအပ်တဲ့ဝိညာဉ်ရဲ့လမ်းပြခြင်းလိုအပ်တဲ့ဝိညာဉ်တော်ရဲ့နော်မဆာခြင်းကိုဒီတဏ္ဍာတက်ခြင်းအဖြစ်မိတ်ဆွေရမှာဖြစ်တဲ့ဒီတဏ္ဍာစင်ကြအဖြစ်လည်းများစွာသူဒီကောင်းကြီးရတယ်ဆိုတော့တတိယခန်းကြီးတွေကျွန်တော်မျက်မျက်သွားရှိပါတယ်။ဒီတော့ ချစ်တော်ညီကောင်မတို့ကျွန်တော်ဖိတ်ခေါ်ခြင်းနဲ့၁၄ရက်နေ့ February မှာစပါမယ်ဇယင်းတွင်သားပြီးသားတွေလည်းမမိပါနဲ့မသွင်းရသေးတဲ့တွေလည်းအခုချစ်ခြင်းတွင်ဖို့ကျွန်တော်အားပေးပါတည်ကြတယ်ဒီတင်နန်းအပြစ်တင်ရဲ့အတ္တတွေမှာကြီးမားတဲ့ကောင်းကြီးမင်္ဂလာတည်ချပေါက်လက်ခံရရှိမယ်ဆိုတာအားပေးခြင်းပါတယ်ရောက်စဉ်ဆောင်ဘုရားကောင်းကြီးပြပါစေအာမင် Hallelujah ဒီ2025နှစ်စပြီးတော့မှတောင်းကနမပြောတော့ဘူးဒေါ်လာ သိမ့်နဲ့ချီတော်မင်္ဂလာဒီတော့မှချင်းညားတယ်တန်တရားမရှိစေနဲ့နောက်ခါပြန်ပြောမယ်ဒေါ်လာသိမ့်နဲ့ချီတော်မင်္ဂလာကို2025နှစ်တင့်ထဲမှာစပြီးပြီဖြစ်ကြောင်းယေရှုနာမနဲ့ချင်းညားတယ်ကျွန်တော်နားမှာနေတဲ့သူတွေမီလီယံဖြစ်ရမယ်ဘာလို့ကျွန်တော် live alignment ကိုခုတင်တာလဲ ကျွန်တော်မီလီယနာမွေးထုတ်တဲ့ကောင်ဖြစ်ရမယ်ကျွန်တော်ဘရာဘာလို့မီလီယနာအကြောင်းဒါတော့ပြောနာလဲဆရာရဲ့ဝိညာဉ်ရေးအကြောင်းပြောစမ်းပါတယ်ဝိညာဉ်ရေးရခမရနားမလဲပဲနဲ့ခမရမီလီယနာတသက်လုံးမဖြစ်ဘူးဘာနေကမ္မတမီဘာမနေကမ္မတမီနာဆယ်အာဝါဟောဟောနီမနီဝူး anointing. You put some up here. Woo! Put this yeah. anointing on it. Yeah. I put this anointing on yeah. it. I tell you what, you put some up here. I'm putting put this anointing on this money, man. Woo! Woo! Had it. Woo! Get some anointing. You put some up here. ငွေလိုချင်တယ်မှားတယ်လို့ကျွန်တော်မပြောဒါပေမဲ့ဖះနာမကိုငွေလိုချင်တဲ့စိတ်နဲ့အတုံးချဖို့လိုတယ်။မြေကြီးပေါ်မှာလောကမှာကျွန်တော်တို့ခန္ဓာကိုယ်နဲ့နေတဲ့အခါမှာခန္ဓာနဲ့ပတ်သက်တဲ့အရာတွေလိုအပ်ပါတယ်။ဒါပေမဲ့မှတ်ထားပါအဲ့ဒါကျွန်တော်တို့အမိပြုဖို့မဟုတ်ဘူး။ ီနေ့ဘဝမှာ အခက်ခဲတွေနော်ဒုက္ခဆင်းရဲတွေအနှိမ့်ညက်တွေအများကြီးဖြတ်တန်းခဲ့တဲ့သူတွေအားလုံးကိုသွားမေးကြည့်လိုက်ပတ်စံကခမ ्या ကိုဝမ်းမြောက်ခြင်းပေးလာလို့မေးကြည့်သူတို့ပြောလိမ့်မယ်မပေးတထေးကြီးတွေဘာလို့ဆူဆိုက်လောက်သွားကြတာလဲနာမည်ကြီးရုပ်ရှင်မင်းသားမင်းသမီးတွေအဆိုတော်တွေဘာလို့ဆူဆိုက်လောက်သွားကြတာလဲဘာဖြစ်လို့သူတို့မူရစေးဆွဲတာလဲပတ်စံအဖြေမဟုတ်လို့ကြော်ကြားမှုအဖြေမဟုတ်လို့ပေါ့အဲ့ဒါတွေအားလုံးကသူတို့ကိုဖြည့်ရှင်းနိုင်တယ်ဆိုရင်တော့ဖျားလည်းမလို့တော့ပတ်စံသာရှာကြကြော်ကြားအောင်သာလောက်ကြ ဒီနေ့ဒီယောဂါဟာကျွန်တော်တို့အသင်းတော်ထဲမှာကျွန်တော်တို့ရဲ့ဟလာယုံကြည်သူတွေကြားထဲမှာဗိုင်းရပ်စ်လို့ပြန့်နှံ့လာတယ်ဒါကိုဘယ်သူတွေကဖြန့်ဖြူးလဲဆိုရင်အဲ့ဒီအရာကိုကြိုက်တဲ့တရားဟောဆရာတွေကဖြန့်ဖြူးနေကြတဲ့အခါမှာအဲ့ဒါကိုကြိုက်တဲ့ခရိယန်တွေကလည်းဝိုင်းပြီးမိထိုးအားပေးကြတဲ့အခါမှာအခုအသင်းတော်ဟာအစိတ်တက်လာတယ်အဲ့တော့တင့်ကိုတင်ပြန်မေးပါတမန်တော်အစ်စ်နဲ့စစ်မှန်နဲ့ဖခင်နီလန်တိုင်းယုံကြည်ခြင်းမှာတင်ငဲမြန်စွာဆွဲလန်းနေသလားဒါမှမဟုတ်လောကအရာကိုဆွဲလန်းပြီးလောကအရာကိုပိုရချင်တဲ့စိတ်နဲ့ ဖះကိုကိုးကွယ်နေသလားဆိုတော့ကိုကိုပြန်မေးပါ